ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာထက်မြအောင်ဂမ္မရဗီဒီယိုမှာဟောကြားထားသော2025ခုနှစ်ဒီဇင်ဘာလ8ရက်နေ့မှ14ရက်နေ့အထိတပတ်စာကြံပြု ဟောဇာန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတူဦးစေတနာတူဦးမြတ်သားဆိုသလို Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘေးနား ခေါင်းကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်တနင်္ဂနွေသားသမီးများတွေတပတ်စာဟော့စတန် အလုတ်ထဲမှာရန်နေငယ်ပေါ်တတ်တယ်မိမိဘက်ကမှန်ကန်နေပါလျက်နဲ့မနာလိုတိုက်ခိုက်ခြင်းခံရတတ်တယ်သူတစ်ပါးရဲ့ပြဿနာများကိုလည်းဖြေရှင်းပေးရတတ်ပါတယ်တရားသော ကောင်းသောလုပ်ငန်းများမှာအကျိုးပေးကောင်းတတ်ပြီးမတရားသောမကောင်းသောလုပ်ငန်းများမှာစိတ်သောကဖြစ်ရပါလိမ့်မယ်အလုတ်ထဲမှာယာရုတို့ခြင်းလာဇာတို့ခြင်းကြုံရမယ်ချီးမွမ်းခြင်းဂုဏ်ပြုခြင်းများလည်းခံရမယ်မိတ်ဆွေရင်တဦးကမိမိအပေါ်မှာလိန်လေတတ်ပါတယ်အလူတန်းတစ်ခုပြုလို့ရမယ်ခီးတစ်ခုထွက်ရမယ်ပညာရေးနဲ့ပတ်သက်ပြီး ဝန်သားရန်သတင်းစကားများကြားရမယ်။ကျွန်မ၏နေဖြင့်အစာမှခြင်းအညောင်းထိုင်ခြင်းအကျုံးနဲ့ပတ်သက်ပြီးဖြစ်တတ်ပါတယ်။အခြေအကိစ္စတွေမှာတော့မိမိဘက်ကပြန်လည်အားသာလာနိုင်တယ်လို့မိမိစိတ်လိုချင်သူနဲ့ဆုံရပါလိမ့်မယ်။အိမ်တွင်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ပြဿနာနှင်းငယ်ကြုံရမယ်။ကံကောင်းစေသောကဏ္ဍများမှာတိနစ်ကိုကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာအနီးရင်းရဲ့အယောင်ဖြစ်ပါတယ်။ကြရရနေအိမ်ဖျားမှာဩဇာတိနှလုံးလူပေးပါ။တဏှဂရိသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးကုန် င်းကျူးချမ်းသာများပုံမရရှိကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြောင်နဲ့ဗီဒီယိုမင်းဆွေးနွေးတိုင်ပြီလို့တဲ့အခါထက်မြောင်မြမယူရာပေးတင်ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ တနင်္လာသားသမီးများတွင်တပတ်စာဟော့စတန်ခရီးသွားလာရခြင်းနေရာပြောင်းရွှေ့ရခြင်းအလုပ်အပြောင်းရွှေ့ဖြစ်ခြင်းစိတ်ပြောင်းလဲမြန်ခြင်းစသည်များကြုံရနိုင်ပါသည်အချို့ပေလုပ်ငန်းတွေကတော့ခရီးသွားလုပ်ငန်းတည်ယူပို့ဆောင်ရေးလုပ်ငန်းဆက်သွယ်ရေးလုပ်ငန်းရေလုပ်ငန်းတန်ခါမွေးမြူရေးလုပ်ငန်းများနဲ့စိုက်ပျိုးရေးလုပ်ငန်းများယာစီပေါ်လုပ်ငန်းများကန့်ဆက်အချို့ပေအဆင်ပြေတတ်ပါသည်အလုပ်ပြောင်းလဲခြင်းသူများပြောင်းလဲလုပ်ကိုင်းလို့တင်ပါသည်ရေလံခရီးသွားရခြင်းရေနဲ့နှီးသောနေရာများသို့သွားရောက်ရခြင်းဖြစ်တတ်ပါသည်လုပ်ငန်းပိုင်းနှင့်လူမှု ရေးပိုင်းများတွင်အဆင်မပြေမှုလေးတွင်ရှိတဲ့အားကြောင့်တရိပ်ပြူ၍နေထိုင်လှုပ်ဆောင်သင့်ပါတယ်။၆ခန်းပါသောငွေကြေးထွက်ပေါ်ရရှိပါတယ်။လောင်းဝစာအခြေငါငွေကြေးအမခံမှုများမလုပ်သင့်ပါ။စိတ်ဓာတ်ကြာစိတ်ရှုပ်ထားတွေကိုဖြေဖြောက်ပါ။မေဆွေရင်တူမှငွေကြေးအကူအညီတောင်းခံလိမ့်မယ်။တရိပ်ပြူပါ။ဂျောင်းဝင်၍အကူအညီဖြည့်ရှင်ပေးခြင်းမျိုးရှောင်ကြဉ်ပါ။ပညာရေးကိစ္စနဲ့အင်တာဗျူးကိစ္စတွေကတော့အဆင်ပြေဖို့ရရှိပါတယ်။စိတ်ဖြည့်ဆည်းမှုတွေရှိနေလျင်တတ်နိုင်သမျှရှုတ်ချထားရန်လိုအပ်ပါတယ်။ဂျမားရေးနေဖြင့် အယူစင်ညောင်းညာခြင်းနာကျင်ခြင်းအေးမီခြင်းဖြစ်တာပါတယ်မြေတားရေးခြင်းတွေကတော့အဖော်မွင်ကောင်းတဲ့ဆုံးရခြင်းမျိုးအဆင်ပြေဖို့ရရှိပါတယ်အိမ်တော်ကြီးလည်းအထူးကောင်းမွန်အဆင်ပြေနိုင်ပါတယ်ခံကောင်းစီသောကဏ္ဍများမှာ69ကဏ္ဍများဖြစ်ပါတယ်ခံကောင်းသောရောင်မှာရွှေဥရောင်အပြာရောင်တို့ဖြစ်ပါတယ်ရေရရမမသူများကိုကုသိုလ်ဌာနတစ်ခုခုပြုပေးပါတဏ္ဍလာသားသမီးများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတဏ္ဍလာသားသမီးများတွေတိုက်ဆိုင်မှန်ကမ္မကကွန်မန့်မှာ ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီမီမြန်ဆွနှွင်းတမ်းမြင်လို့တဲ့အခါထက်မြအောင်မြမယူရာပေးတဲ့ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် အင်္ဂါအသားသမီးများတွေတပတ်စာဟောစတဲ့ကိုပိုင်လုပ်ငန်းများမှာမကြခင်ရလကောင်းကိုခန်းစားရမယ်။စာပြုတ်ရေးလုပ်ငန်းများအင်ချမ်းမြေလုပ်ငန်းများကုတန်းရောင်းဝယ်ရေးလုပ်ငန်းများနဲ့ပွဲစားလုပ်ငန်းလုပ်ကိုင်နေသူများအကျိုးပေးပါလိမ့်မယ်။ဆိုင်ကန်အသေးရခြင်း၊ဆိုင်ကန်ပစ္စည်းတစ်ခုခုရရှိခြင်း၊အိမ်ဆောက်လုပ်ပြုပြင်ရခြင်းများကြုံရမယ်။ရာထူးတိုးခြင်း၊လာစားတိုးခြင်း၊အလုပ်ဌာနပြောင်းရွှေ့ရခြင်းဖြစ်တတ်ပါတယ်။နေအိမ်တို့ခြေနှချောင်းဝယ်မယ်။အမျိုးသမီးအဲ့တဲ့နဲ့စားတော့ဖွဲ့ရအသည့်နှမ်းများရောက်လာမယ်။၎င်းတို့ရောက်လာပြီးမကြမီငွေကြေး အလုံးလိုက်ရန်လိုက်ဝယ်မယ်အမျိုးသမီးတို့ရဲ့ကုညီမစားမှုများရရှိမယ်အလဲပခီးတစ်ခုထွက်ရမယ်အလုံးနေရာအိမ်နေရာအပြောင်းလဲတစုံတစ်ခုဖြစ်တတ်ပါတယ်ပညာရေးကဏ္ဍတွေကတော့တခြားကိစ္စတွေနဲ့မရောထွေးပဲပူကျိုးစားလေးအကျိုးရှိလေးပါပညာရေးရလက်မျောနေသူများရလက်ကောင်းကိုရရှိပါလိမ့်မယ်ဂျမားရေးကတော့ကောင်းမွန်ပါတယ်တခါတရံမှာစိတ်မကြည်တာလေးတွေကလွဲရင်အဆင်ပြေပါတယ်အခြေအကိစ္စတွေကတော့ထူးထူးခြားခြားစမ်းပွင့်နေပါလိမ့်မယ်ချစ်သူစီကတရင်ကောင်းဒါမှမဟုတ်လက်ဆောင်ကောင်းရ တတ်ပါတယ်။အိမ်တော်ရေးမှာတော့အနေငယ်အထီးကျန်နေသလိုခံစားနေရတတ်ပါတယ်။ကံကောင်းစီသောကဏ္ဍများမှာ2.9ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းစီသောရောင်မှာအဝါရောင်၊ကျက်သွေးရောင်တို့ဖြစ်ပါတယ်။ရရရနေအိမ်ဖြောင်းမှာကျွေးပကန်းတစ်ချက်ထည့်တွင်စပြည့်သီးများထည့်၍လှူဒန်းစုတောင်းပေးပါ။အင်္ဂါသားသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မင်္ဂမကအကွယ်မှန်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ အခက်အခဲတွေကိုဆရာထက်မြအောင်နဲ့ဗေဒမီပြန်ဆွေးနွေးတာမင်လို့တဲ့အခါထက်မြအောင်မြမယူရာဗေဒင်ပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဘူရူသားသမီးများတွေတပတ်စာဟော့စတယ်အလောက်တောင်းဝင်သည်များပြောင်းလဲလုပ်ကမ်းရခြင်းဥသည်အိမ်သည်နေရာသည်များပြောင်းရွှေ့နေထိုင်ရခြင်းများဖြစ်တတ်ပါတယ်အလောက်ကိုင်းရှာဖွေနေသူများကိုပိုင်လုပ်ငန်းစတင်ရန်စူးစမ်းနေသူများအစဉ်ပြေဖို့ရာကံရှိပါတယ်တင်ယူလေ့လာခြင်းကိစ္စများလုပ်ငန်းသည်အတွေ့အခြေချစတင်ခြင်းများအပြင်လက်မှုပညာလုပ်ငန်းများအိုးအိမ်ချမ်းကြီးလုပ်ငန်းများအယောင်ဝင်လုပ်ငန်းများအချိုးပေးအစဉ်ပြေနိုင်ပါတယ်အလုံးနဲ့ပတ်သက်တဲ့စိတ်ပင်ပန်းမှုစိတ်ပီစီမှုအနေငယ်ကြုံရမယ်မိမိစိတ်ဝင်စားရှိသော လုပ်ငန်း ်းများကိုလုတ်ကင်ရတာပါတယ်။ကိုပိုင်လုပ်ငန်းများတဲ့တွင် အလုတ်ရှုပ်အလုံများအရသောကာလလည်းဖြစ်ပါတယ်။ခရီးဝေးကိစ္စရများအစဉ်ပြေမယ်။ပညာရေးနဲ့ပတ်သက်ပြီးလေလာသင်ယူခြင်း၊ဘာသာစကားလေလာခြင်းများအထူးကောင်းမွန်ပါတယ်။ဂျာမန်ရေးမှပင်မနှွမ်းနေခြင်း၊လက်နာလက်ကိုက်ခြင်းများဖြစ်တတ်ပါတယ်။အခြေအကိစ္စတွေမှာနှစ်ဦးကြားအချိန်ပေးဖို့ဂရုစိုက်ဖို့လိုအပ်ပါတယ်။အလုံးမကြစရာလေးတွေဖြစ်ပေါ်တတ်တဲ့အိမ်တော်ရေးကိစ္စတွေမှာတော့အသင့်အသင့်ကောင်းမွန်ပါတယ်။ကံကောင်းစေသောကဏ္ဍများမှာ9နှစ်ရှိကဏ္ဍများဖြစ်ပါတယ်။ကံကောင်းစေသောရ ောင်မှာအနက်ရောင်အပြရောင်များဖြစ်ပါတယ်ရေလေရနေအင်းဖျားကျောင်းဆောင်မှာအလင်းနိုင်ခုနှစ်တိုင်းထွင်းညီပူဇော်ပါဘုရားသခင်များအလုံးကိုစိတ်နှဖျားကျမ်းမှချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမရရှိကြပါစေဘုရားသခင်များတွေတိုက်ဆိုင်မှန်ကမကဂွန်မတ်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကဲကဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်ပြီလို့တဲ့အခါထက်မြအောင်မြမယူရာဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာတိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ကြာသာရေးသားသမီးများတွေတပတ်စာဟော့စတယ်ပြည်တွင်းပြည်ပခီးထွက်ရခြင်းများဖြစ်ပေါ်လိမ့်မယ်အတွေ့အကြုံအကျဉ်းစီတွေများနေတတ်ပြီးလက်တွေလှုပ်ဆောင်ရန်မရေမတင်းဖြစ်နေတတ်ပါတယ်ပြည်တွင်းပြည်ပချိတ်ဆက်လုပ်ငန်းရသောလုပ်ငန်းများဆောက်လုပ်ရေးလုပ်ငန်းများလောကီပညာလုပ်ငန်းများနဲ့တတိဝလန်းလုပ်ငန်းတက်လုပ်ငန်းများအကျိုးဖြစ်ပါလိမ့်မယ်ရေကြောင်မြေကြောင်ကိစ္စများစီမံဆောင်ရွက်ရခြင်း၎င်းအရကမိတ်ဆွေတို့နဲ့တွေ့ဆုံပတ်သက်ရခြင်းအဆက်အသွယ်ရခြင်းများဖြစ်လိမ့်မယ်အကျဉ်းစီကောင်းများစွာရှိနေပေမယ့်လက်တွေလှုပ်ဆောင်ရန်အချိန် ခါကိုစောင်းဆိုင်နေရတာပါတယ်။မြေကိစ္စအမွေကိစ္စအစဉ်ပြေမယ်။အလုပ်အင်တာဗျူးတစ်ခုဖြေဆိုရမယ်။ထူးဆန်းသောပုံတော်တောင်မှမဟုတ်ကမ္ဘာမြေဝန်ကားချက်တစ်ခုအိမ်သို့ရောက်လာပါကကံကောင်းခြင်းတွင်မကြခင်ရောက်ရှိလာပါလိမ့်မယ်။ထို့သောကြောင့်မှာကထိခိုက်ဆန်းနိုင်ပါတယ်။အကြီးကြီးဆရာသမားတို့ရဲ့အကြံပေးမှုကိုလက်ခံပါ။ကျင့်သုံးမှာအကြံပြုချက်အနည်းဖြင့်ယခုကာလမှာအကြောင်းကိစ္စတိုင်းတွင်ဆုံးဖြတ်ချက်များကိုစိတ်ရှိစွာဖြင့်ဉာဏ်ကိုအသုံးချ၍ပြတ်သားစွာချမှတ်ပါ။ပညာရေးမှာကောင်းမွန်ပါတယ်။အနောက်ရှက်ကင်းစွာဖြေဆိုနိုင် ိုင်မယ်။ကြမ်းမာရေးလည်းတာရပါတယ်။အခြေရေးကတော့မန်ဆွေးစရာကြုံရတတ်ပါတယ်။ချစ်သူထားမိစိုးလင်းအချိန်ယူပါ။အိမ်တော်ရေးလည်းတာရမှုနည်းပါတယ်။ခံကောင်းစေသောကဏ္ဍများမှာ296ကဏ္ဍများဖြစ်ပါတယ်။ခံကောင်းသောအယောင်မှာအညူရော အနီးဖြောက်ရောင်းတို့ဖြစ်ပါတယ်ရရရနေဖျားမှာကရီကရမုံများကတ်လိုပါဂျာသာရင်းသားသမီးများလုံးကိုစိတ်ငပြန်ကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဂျာသာရင်းသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကွမ်မတ်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်ညှဝေပေးခဲ့နော်မိတ်ဆွေတွေကကယ်တွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုများဆွံ့ွေးတယ်မလို့တဲ့အခါထက်မြအောင်မြမယူရပေးခြင်းပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် တောက်ချန်သားသမီးများတွင်ဂျပတ်စာဟော့စတန်အကြံစီစိတ်ကူးသည်များပေါ်ပေါက်မယ်စိတ်ပြောင်းလဲမြန်မြန်ဟိုအားကောင်းလို့နို့ဒီအားကောင်းလို့နို့နဲ့ရွေးချယ်ရခက်နေတာပါတယ်စိတ်လီရာရှိရင်ခီးတစ်ခုထွက်လိုက်ပါအစဉ်ပြေပါလိမ့်မယ်အလောက်ကိုင်းတဲ့တစ်ခုစတင်လောက်ကိုင်းရမယ်လုပ်ငန်းထဲမှာစွန့်စားလောက်ကိုင်းသူများတရီပြူပါမိမိယုံကြည်တာတစ်မျိုးလက်တွေဖြစ်လာတာတစ်မျိုးဖြစ်တာပါတယ်ပေါ်ဆမှုတရီလက်လွတ်မှုတို့ကြောင့်ဒုက္ခဖြစ်တာပါတယ်အကြံစီစိတ်ကူးများကိုတိတ်ချစီစစ်ပြီးမှလှုပ်ဆောင်ပါအလောင်းစားကိစ္စများတရီပြူပါရန်နေ င်ငယ်ကြောင်မှခီးတစ်ခုထွက်ရမယ်ဇီလန်ခီးကိုရှောင်မှအလုံးအပြောင်းရွှေ့ကိစ္စများကြုံရတတ်တယ်ဒါမှမဟုတ်အိုရင်နေရာထိုင်ခင်းပြောင်းရွှေ့ရမယ်တစုံတစ်ယောက်နဲ့အတိုက်ခံ ဖြစ်တတ်တယ်မိမိကအနိုင်ရပါလိမ့်မယ်နေအိမ်တို့ဇင်ငံပစ္စည်းဝင်ခြင်းဆက်ပစ္စည်းဝင်ခြင်းခြေလေးချောင်းသရဝါဝင်ခြင်းဖြစ်လိမ့်မယ်ပညာရေးကိစ္စများလွယ်ကူစွာပဲဖြေဆိုနိုင်လိမ့်မယ်ကျန်းမာရေးတွင်ခြေထောက်မှာဝေဒနာဖြစ်ပေါ်တတ်ပါတယ်အခြေခံအနေထားကတော့ဂျားလူရဲ့တွေးထုတ်မှုခံရခြင်းဂျားလူနောက်ဆက်ခြင်းခံရတတ်ပါတယ်အိမ်တော်ကြီးမှာမကောင်းသေးပါဘူး ကံကောင်းသောကဏ္ဍများမှာ၄၅9ကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောအယောင်မှာအဝါယောင်ဖြစ်ပါတယ်ရရရနေအိမ်ပြမှာရွှေကြည်မုံများလူလိုက်ပါတောက်ကြားသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောက်ကြားသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်ညှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကံကံတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမင်းဆွနွေးတံမြင်လို့တဲ့အခါထက်မြအောင်မြမယူရပေးရင်ပြညာ Telegram နဲ့ Facebook Messenger တို့မှာ န်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတန်စေကူရွေချက်များရှိပေမဲ့လက်တွေလှုပ်ဆောင်ရန်တွေ့ဝေနေတတ်ပါတယ်အလောက်ကိစ္စတစ်ခုဆက်လို့ရမလို့လို့မလို့ရမလို့လို့နဲ့ခြေုံချတော့မဝင်မရဖြစ်နေတတ်ပါတယ်ယခုကာလစိတ်ရှိပြီးဝရိယရှိတဲ့သော ကာလဖြစ်ပါတယ်အလောက်ကိစ္စပညာရေးကိစ္စများတွင်အခွင့်အလန်းအခွင့်အရေးများရရှိတတ်တာကြောင့်မိမိရဲ့စူးစမ်းအားထုတ်မှု ရှိနေဖို့လိုအပ်ပါတယ်လေကမ်းပါသောငွေကြေးဝင်မယ်အိုရင်ချမ်းမြေကိစ္စများအဆင်ပြေလိမ့်မယ်အလုံနေရာကောင်းများပြန်လည်လုပ်ကိုင်ရတဲ့အမွေကိစ္စ ာစကားပြောရမယ်။အယောင်ဝင်ကိစ္စတစ်ခုဖြစ်မယ်။လုပ်ငန်းမှာအကျိုးမြတ်ပေါ်မယ်။ပညာရေးကိစ္စမှာထူးခြားစွာအောင်မြင်တတ်ပါတယ်။ပညာရေးနဲ့ပတ်သက်သောစိတ်ချမ်းသာမှုတစ်ခုရရှိမယ်။ကျန်းမာရေးကိစ္စများကောင်းမွန်ပါတယ်။အချိန်မှာနှလုံးသားထည်အုံနောက်နဲ့ဆုံးဖြတ်မှကောင်းမွန်ပါလိမ့်မယ်။ချစ်သူအပေါ်မှာတဝန်တူစိတ်တွေကြောင့်ပူပန်နေရတတ်ပါတယ်။အိမ်တော်ရေးမှာအနေငယ်စိတ်ပင်ပန်းရတယ်တဲ့။ကံကောင်းစေသောကဏ္ဍများမှာတလေးခုနဲ့ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာကြက်သွေးအောင်ဖြစ်ပါတယ်။ရရရမိမိမွေးနေ့တွင်နေအိမ်ပြား မှာလပိတ်တစ်ခွက်ပေါင်ပေါင်းတစ်လုံးကပ်လို၍ကံကောင်းခြင်းကိုရယူနိုင်ပါတယ်။ဇနီးသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှန်ချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပူမောရရှိကြပါစေ။ဇနီးသားသမီးများတွင်တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်မှုတွေမျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာထက်မြောက်အောင်နဲ့ဗီဒီယိုမင်းဆွေးနွေးတိုင်ပင်လို့တဲ့အခါထက်မြောက်မြမရူရဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်မြမယုံရပါရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောပါအချင်းချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယုံရပါရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်